င်ရလို့မရဘူးခိုင်းနေတိုင်းနေဝင်နေမလင်ညောင်းကိုကြခဲ့တဲ့ဥလသိန်းဘိမှန်မှာ စာမွေးပြေဆိုနေတဲ့တန်ကားတော်အပါ၈၀ပြန်လုံတော်မူမလင်နိုင်ငံကမန္တလေးမြို့မှာအဆောင်အများစွာ ပြိုကျပျက်စီးခဲ့တဲ့အထက်ကဥလသိန်းဘိမှန်မှာတန်ကားတော်တွေစာပြေနေစင်မှာပဲဘိမှန်ပြိုကျခဲ့တဲ့အတွက်တန်ကားတော်အပါ၈၀ကျော် ြန်လည်လွန်မှုသွားကြောင်းအဆိုပါကြောင်းတိုက်တံဃာတွေကပြောဆိုပါလေမနေ့ကမွန်လန်ဆက်နိုင်တဲ့52မိနစ်ချိန်မှာအဲ့ဒီဗိမ္မာမှာစာပြေတံဃာတော်600ဟာစာပြေကြားနေစမှာပဲငလင်လှုပ်တဲ့တံကိုခံခဲ့ရတာဖြစ်ပြီးတော့ငလင်တံကြောင့်ဗိမ္မာရဲ့ညာဘက်ခြမ်းတစ်ချမ်းလုံးပြိုကျသွားပါလေပြိုကျတဲ့ဘက်ခြမ်းကလည်းတံဃာတော်အများစုပြန်လည်လွန်မှုခဲ့တယ်လို့ဆိုပါလေပိတ်မိနေခဲ့တဲ့တံဃာတော်တွေကိုလည်းဆက်လက်ရှာဖွေကြတဲ့တွေလှုပ်ဆောင်နေပြီးတော့ မြန်မာနိုင်ငံလူမှုကေဆယ်ရေးအဖွဲ့နဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကတောင်းရှိသူတွေကပြောပါလေဘလို့ဆုံးလဲတော့အတိအကျမသိရသေးပါဘူးတော်တော်များများတော့ဆုံးပါလေကျွန်တော်တို့မင်းညားကသွားခဲ့ပြီးအခုထပ်မရောက်ဖြစ်သေးပါဘူးကျန်တာကိုမိသက်တစ်ဖွဲ့ကဆက်လက်လှုပ်ဆောင်နေပါတယ်လို့မြန်မာနိုင်ငံလူမှုကေဆယ်ရေးအဖွဲ့မန္တလေးဒေသကြီးတောင်းရှိသူကြောက်ကပြောပါလေဆောင်မွေးဖြစ်နေတာစုစုပေါင်းတန်ငါ600ကျော်လောက်ရှိပါလေသုံးတက်လုံးအပြည့်ပါပဲဖျားရှိကိုပြီးဖြေမလို့မင်းကုန်းဖတ်နေတော့မှပဲသုံးလက်တိုက်ဝါရပြန်လောက်ညာဘက်ချမ်းက တချမ်းလုံးပြိုကြတာပါအကိုဝုံကလေးဖြစ်သွားပြီးအဲ့ဒီဘက်တချမ်းလုံးသုံးထက်လုံးကတန်ကားတွေပါသွားပါတယ်လို့ပြိုကြမှုကလွတ်မြောက်လာတဲ့စာပြေတန်ကားတူကပြောပါတယ်2025ခုနှစ်တန်ကားတွေစာပြေနိုင်မှုအတွက်ပခမဟာအောင်မြင်မြို့နယ်စာပြေဌာနကို ပရိယတိသာသနာဟိတအသင်းဦးလှသိမ်းဗိမာန်မှာပြုလုပ်နေစမှာပဲအခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရလို့သိရပါတယ် ဘောထဲမှာအများကြီးရှိတယ်စိတ်ရောစိတ်မရတာလေအကုန်ပိတ်ရလူရောနားနဲ့လူရောဒဏ်ရာတွေနဲ့ဘူးပြီးတော့တခါပူစီလောနာဝရတယ်ဟမ်ပူစီလောနာဝရတယ်ဒီကောင်တားမထောင်ထောင်ထောင်းပြီးတော့ဟိုဘောကပူစီနေခဏကွာဘာဖြစ်လို့အဲ့ဒီတစ်ခါလှုပ်ပါဦးဒီမှာနေမြောက်အော်ကုန်းလာ